အမျိုးသမီးလေးတွေတမတန်လာတဲ့အခါမှာနာကျင်ကြိုက်ခဲမှုတံကိုခံစားရတာဖြစ်ပါတယ်။ဘိုင်းအောက်တာတွေအဲ့လိုမျိုးတွေခံစားရတတ်ပါတယ်။အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒီကြိုက်ခဲပျောက်စီးတွေကိုပဲပုံမှန်တောက်ပေးမယ်ဆိုလို့ရှိရင်တော့နောက်ပိုင်းကျလို့ရှိရင်ဗီဒက်ဆူဂျူအနေနဲ့ဖြစ်လာနိုင်ပါတယ်။အဲဒါကားပေါ့နော်တအိမ်နဲ့ပတ်သက်ပြီးတော့မှအပြဿနာတွေနောက်ဆက်တွဲဖြစ်လာနိုင်တာဖြစ်တော့တော့ကြောင့်မလို့တမတန်လာတဲ့အခါမှာလည်း အဲကိုက်ခဲနာကျင်မှုတောင်ကိုခံစားရတာကိုတတ်တာစီဖို့အတွက်ဆိုလို့ရှိရင်เนาะဒီဗီတနိတိန်ကျမိုက်ဖြစ်စာစီလေးကိုတောက်ပြလို့ရပါတယ်။သူကဟော်မုန်းလေးပဲကိုညီမြစေပါတယ်။မူလေးကိုယ်တိုင်းတောက်ထားပြီးတော့မှရာသီလာတဲ့အခါမှာနာကျင်မှုတောင်ကိုတတ်တာစီတာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့တောက်ပြလို့ရပါတယ်။ဒီဆေးလေးကဘာထွက်ကောင်းလဲဆိုလို့ရှိရင်အမျိုးသမီးတွေရာသီပုံမှန်မဟုတ်တဲ့သူတွေအတွက်အဲတောက်ပြလို့ရရယ်เนาะရာသီကိုပုံမှန်ဆင်းစေပါတယ်။နောက်ပြီးတော့မှအမျိုးသမီးတွေဟော်မုန်းလေးပဲညီမြဖို့အတွက်ကိုသူက အကူညီပေးတယ်ပေါ့နော်အတဘာဝပစ္စည်းကိုမျိုးကိုကိုမျိုးနဲ့ပြုတ်လောက်ထားတာဖြစ်ပါတယ်သူကဆနွင်းခြင်းခြင်းနှက်စသဖြင့်ပေါ့နော်အဲ့လိုမျိုးပြုတ်လောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ယာတိလာတဲ့အခါမှာလည်းနာကျင်ကြိုက်ခဲမှုထံကိုလက်သက်တာတယ်နောက်ပြီးတော့မှယာတိလာတဲ့အခါမှာအပုံမှန်သွေးရှင်းအောင်လို့လှုပ်ဆောင်ပေးတာဖြစ်ပါတယ်ပေါ့နော်ယာတိထိန်နေတဲ့သူတွေယာတိ၃လ၆လမှလာနေတဲ့သူတွေလည်းတောက်ပြီးလို့ရတယ်ယာတိရက်ရှည်ကြီးတွေလာနေတဲ့သူတွေလည်းတောက်ပြီးလို့ရတယ်ဒီလိုမျိုးတောက်ပြီးခြင်းအပြင်ပုံမှန် ရာသီပြန်ပြီးတော့ပုံမှန်ဆင်းသွားမှာဖြစ်တယ်ဒါကြောင့်မလို့အဲဓာလေးကိုတောက်ပြီးလို့ရတယ်နော်မူလေးကိုတိုင်းတောက်ပြီးတော့မှအရလက်ကိုခန်းစားရလို့ပြောပြပေးတာဖြစ်ပါတယ်ဒီလိုမျိုးဆေးလေးပေါ့နော်တော့တပူမှဆိုလို့ရှိရင်တော့အလုံး30ရှိပါတယ်မြန်မာနိုင်ငံမှာဆိုရင်တော့4200ကျပ်ဖြစ်ပါတယ်ထိုင်းမှာဆိုလို့ရှိရင်တော့ 350ပဲဖြစ်ပါတယ်မြန်မာနိုင်ငံဆိုလို့ရှိရင်လည်းရန်ကုန်ကနေပြီးတော့ပို့ဆောင်ပေးနေတာဖြစ်ပါတယ်ထိုင်းနိုင်ငံဆိုရင်ထိုင်းနိုင်ငံကနေပြီးတော့ပို့ဆောင်ပေးနေတာဖြစ်ပါတယ်လိုချင်တယ်ဆိုလို့ရှိရင်တော့မူလရဲ့ Facebook စီမှာအသေးစိတ်လာရောက်ပြီးတော့ဆွေးနွေးမြင်လို့ရပါတယ်ရှင်